အပြင်မှာ mobile phone ပြုပြင်သင်တန်းလာတက်တဲ့သူတွေရေးပြကြလို့ရှိရင်ကျွန်တော်တို့ online သင်တန်းပေါ့နော် all android theory mastery ဆိုတဲ့သင်တန်းလေးမှာကျွန်တော်တို့ကျောင်းသားတွေတော်တော်များများမေးကြတယ်ဘာတွေသင်မှလဲဘယ်အကြောင်းအရာတွေကိုသင်မှလဲဆိုတဲ့ဥစ္စာလေးကိုအသေးစိတ်ကိုကျွန်တော်အပြင်သင်တန်းတော့ကောကျွန်တော်ရဲ့ online သင်တန်းတော့ကောနှစ်ခုလုံးကိုကျွန်တော်တစ်ခါရှင်းပြပေးမှာဖြစ်ပါတယ်အဲအပြင်သင်တန်းမှာတော့ကျွန်တော်တို့ software ကော hardware ကောကျွန်တော်တို့တင်မယ်ပေါ့နော် software ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ iCloud ဘိုင်းတွေပြီးဖြီးတဲ့ဘိုင်းတွေထိကျွန်တော်တို့သွားမယ် အဲအဓိကကျွန်တော် hardware ကို TV ဒီယိုမှာတရားလေးပြပြပေးမယ်အဲ့တော့ကျွန်တော်တို့ mobile phone ပြည်မှာ software hardware ရှိမယ်ကျွန်တော် hardware ဘိုင်းမှာအပြည့်အစုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ theory ဘိုင်းလည်းပါမယ်ကျွန်တော် practical ဘိုင်းလည်းပါမယ်အဲ့တော့ Android Theory Mastery တက်ကတော့ကျွန်တော်တို့ Theory Only ကိုကျွန်တော်တို့သွားပြီးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာ Friday ရဲ့ Hands Key ရဲ့ကျွန်တော်တို့ Level 1 2ရဲ့ဆိုပြီးတော့ Online ဆိုတဲ့ဒီဈေးတသက်တာနဲ့လေ့လာလို့ရမယ်တန်တန်းတွေကလုတ်ပေးပြီးသားဖြစ်တယ်တော့ကျွန်တော် Hands Key ကိုတော့ကျွန်တော်တို့ဒီတာကြီးမသွားပြီးတော့ဘူး။အဓိကတော့ကိုယ့်ကိုယ်ကို update လုပ်ချင်တဲ့သူတွေအတွက်အခြေခံနေစပြီးတော့လုံးဝ Theory ဘိုင်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးပိုင်နိုင်အောင်အထီကိုကျွန်တော်တို့သွားပေးထားတဲ့ Online တန်တန်းဖြစ်ပါတယ်။အဲ့တော့အပြင်အပြင်နဲ့ကျွန်တော်တို့ ဘာกว่าလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ theory ကကျတော့ theory ဘိုင်းမှာကျွန်တော်အပြင် special run ကိုလာတက်တဲ့ဒူတွေအတိုင်းပဲကျွန်တော်တို့အတူတူထပ်တူရလိမ့်မယ်ကျွန်တော်တို့ theory theory ဘိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့တော့အဲလက်ရှိ အပြင်မှာလာတက်မဲ့သူတွေလည်းအခုဒီ theory ဘိုင်းတွေကိုကျွန်တော်တို့ဒါဒီတိုင်းပဲသင်တာဖြစ်ပါတယ်။ Okay အဲ့တော့ကြည့်အောင်ကျွန်တော်တို့ theory မှာဆိုလို့ရှိရင်ကျွန်တော်တို့အပိုင်း၃ပိုင်းကျွန်တော်တို့ခွဲထားတယ်။ကျွန်တော်အခြေခံ electronic ဘိုင်းရယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ circuit board ပေါ်မှာပါတဲ့ component ပစ္စည်းတွေရယ်တခုချင်းတည်းရယ်အလုံးလုံးပေါ်အသေးစိတ်တွေပါနိုင်မယ်။ပြီးကြလို့ရှိရင်အားလုံးသိချင်ကြတဲ့ကျွန်တော်တို့ diagram ဖတ်တဲ့နည်းတွေပါနိုင်မယ်ပေါ့နော်။အဲ့တော့ ကျွန်တော်ဒီအကြောင်းလေးကိုကျွန်တော်နည်းနည်းလေးအသေးစိတ်လေးထပ်ပြမယ်ကျွန်တော်အခြေခံ electronic မှာဆိုလို့ရှိရင် Pool Ampere အကြောင်းနေချို့ Pool Ampere အကြောင်းနေကကျွန်တော်တို့ဒါကျွန်တော်စီမှာဟိုအပြင် online ပညာရဏတက်ဖူးတဲ့သူတွေလည်းကျွန်တော်သိနေမယ်ကျွန်တော်ရဲ့ video တွေအများကြီးပဲ video ရာနဲ့ချီပြီးတော့တင်ပေးထားတာရှိတယ်အဲ့တော့ Pool Ampere အကြောင်းကဘလောက်အရေးကြီးပါလဲဘလောက်အရေးကြီးလဲဆိုတာကျွန်တော်တို့တွေကဒီ ရှော်ရှင်းတဲ့အပိုင်းတွေရော supply နဲ့ error ခံမှန်းတဲ့အပိုင်းတွေအထိကိုလုံးဝကိုဒါမဖြစ်မနေသိရမယ့်အပိုင်းတွေပေါ့နော်ပြီးကြလို့ရှိရင်ကျွန်တော် AC DC ထုံးစံနိုင်မယ့်ကျွန်တော်တို့ဒါ DC circuit ၃မျိုးအကြောင်းနေသိရမယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့အဲ ground ကဘယ်လိုလှုပ်လှုပ်တာလဲပေါ့နော် ground ကလှုပ်လှုပ်တာတော့တလောက်အရေးကြီးလားဆိုတဲ့အပိုင်းဒီမှာကျွန်တော်တို့ဒီသေချာတင်ကြီးလိုက်တဲ့ကျွန်တော်တို့ဒီမှာတင်မှုတဲ့ကြောင်းတိုင်းနဲ့တည်ရဲအဲ့တော့ဒီကဲလက်ရှိ ဒါ online တဲ့နယ်ကို join နေတဲ့လူတွေလည်းသဘောပေါက်တယ် okay နောက်တစ်ခုကကျွန်တော်တို့ walking circuit ကျွန်တော်တို့ circuit တစ်ပတ်ပြည့်အောင်ဘယ်လိုအလုပ်လုပ်တာလဲဆိုတဲ့ဥစ္စာတွေကျွန်တော်တို့ဒါဟိုမီလုံးတစ်လုံးထုံးတဲ့ circuit တွေဒီ motor circuit တွေကျွန်တော် theory နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီချားလေးပြောပြပေးမယ်အဲ့တော့ပြီးရင်နောက်တစ်ခုကကျွန်တော်တို့အရေးကြီးဆုံးဖြစ်တဲ့ circuit ဘုတ်ပေါ်မှာပါတဲ့ component တွေအကြောင်းเนาะ ကွန်ဂိုနဲ့နေအကြောင်းနဲ့ပတ်သက်ပြီးတော့အများကြီးဖြစ်နေမယ်ကျွန်တော်တို့ဘုတ်တစ်ခုလုံးမှာဖုန်းနဲ့ပတ်သက်ပြီးတော့လုံးဝ complete ပဲပစ္စည်းကိုကြီးလိုက်တာနဲ့ဒါကဘာပစ္စည်းပြီးကြလို့ရှိရင်အဲ့ပစ္စည်းကဘယ်လိုလုံးလုံးတာလဲပြီးကြလို့ရှိရင်အဲ့ပစ္စည်းကဘယ်လိုမီတာနဲ့ကောင်းမကောင်းဘယ်လိုတိုင်းတာလဲလုံးဝအသေးစိတ်ကြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေကအလုံးမြင်ရတဲ့အချိန်မှာကျွန်တော်တို့ဒီမှာ resistor တွေအဲ့တော့ပစ္စည်းတစ်ခုချင်းတိုင်းတစ်ခုချင်းစီတိုင်းမှာ second method မှာဘယ်လိုမျိုးတွေပြရလဲပြကြလို့ရှိရင်အပြင်မှာတွေ့ရတဲ့ပုံစံတွေဘုံမှာဘယ်လိုမျိုးကြည့်ရတာလဲ ြီးရင်နောက်တစ်ခုကအလောလောတဲ့ပုံစံတွေတန်ဖိုးသူ့ရဲ့ဒီအလောလောတဲ့ခါမှာဒီတန်ဖိုးလေးရှိတယ်ပေါ့နော်ကိုပိုင်းတန်ဖိုးလေးတွေအဲ့ဒါတွေကဘယ်လိုရှိလဲအလောလောတဲ့ပုံစံတွေတည်တဲ့ရှိမယ်ပြီးရင် mobile phone socket တွေမှာ DR resistor တွေပြည့်ရင်ဘယ်လိုတွေပြင်လို့ရလဲသူ့ပတ်လန်းနဲ့သူ့ diagram ဖက်နီးနဲ့လုံအောင်ကိုအသေးစိတ် complete တည်အောင်ဒီတော့မှာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုနားမလည်ဘူးဆိုလို့ရှိရင်လုံအောင် open question လုံအောင်ကိုစိတ်တိုင်းကြမေးလို့ရမှာဖြစ်ပါတယ်โอเคအဲ့တော့ ပြီးရင်နောက်တစ်ခုကဒါကောင်းမကောင်းဘယ်လိုတိုင်းတာမလဲပြီးကြလို့ရှိရင်ဒါ predicate ဘိုင်းနဲ့ကျွန်တော်တို့ချိန်ဆက်တာပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါ online တန်တန်းသမားတွေကဒီကောင်းမကောင်းတိုင်းတာထီကတော့ predicate မပါဘူးဆိုတော့ဒီဘိုင်းတွေရောပါမှာကျွန်တော် lesser hand scale ဘိုင်းမှာပါမှာပေါ့เนาะအဲ့တော့အပြင်ကတန်တန်းသားတွေကတော့အကုန်လုံးအနီးကပ်ဓာတ်တွေအကုန်လုံးလေ့လာမှာဖြစ်ပါတယ်အဲ့တော့ပြီးကြလို့ရှိရင် resistor network ကြောင့်နေ thermistor တွေအဲရှိမယ်ပြီးကြလို့ရှိရင် capacitor တွေကျွန်တော်တို့ quinine inductor တွေပြီးရင် rectifier diode တို့ဒီ LED ဒိုင်အိုဒ်တွေ၊ဇီနာဒိုင်အိုဒ်တွေ၊ TPS ဆို ESC ဒိုင်အိုဒ်တွေပြကြလို့ရှိရင် Shorty ဒိုင်အိုဒ်တွေဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ back light ဘက်မှာတုံတဲ့ဒိုင်အိုအမျိုးအစားတွေပေါ့နော်အဲ့တော့အဲ့ကောင်တွေပါလိမ့်မယ်ပြီးရင် FD အကြောင်းအဲ့တော့ FD အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုဒါ TikTok YouTube ရောအဲ Facebook မှာရောကျွန်တော်အလုပ်လုပ်ပုံလေးတွေကိုကျွန်တော်တို့တင်ပေးထားပါတယ်အဲ့တော့သင်ခန်းစာလေးအစမ်းသွားပြီးတော့လေ့လာကြည့်လို့ရတယ် โอเคเนาะอะแล้ว EMI filter ในจองဖြစ်มั้ยပါလိမ့်မယ်ပြရလို့ရှိရင် crest တွေအကြောင်းအဲ့တော့ပစ္စည်းတစ်ခုစီတိုင်းမှာကျွန်တော်ဒီမှာတွေ့ရတဲ့အတိုင်းပဲသူရဲ့အလောလောပုံတွေအသေးစိတ်တွေဘလို့ပြက်ရင်ပြင်ပါလေအထီကိုကျွန်တော်တို့တွားလိမ့်မယ်ပြီးရင်နောက်တစ်ပိုင်းကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ theory မှာသုံးစုရှိတဲ့ထဲမှာနောက်ဆုံးတစ်ပိုင်းကဘာလဲဆိုလို့ရှိရင်ကျွန်တော်အားလုံးသိကျင်ကြတဲ့ schematic diagram ဘလို့ဖတ်မလဲဟုတ်ပြီနော်ပြီးကြလို့ရှိရင်အဲ့မှာ diagram အမျိုးအစားတွေကျွန်တော်တို့ရှင်းမျိုးရှိတယ် အဲဆက်ပြင်းတဲ့နေရာမှာလုံအောင်အတုံးဝင်တဲ့ရှင်မျိုးတွေကဘာတွေလဲပြီးရင် schematic diagram မှာကျွန်တော်အတူကောင်းတဲ့အတိတ်ဘယ်တွေကဘာတွေလဲဘယ်လိုနေပြတာကျွန်တော်မြေပုံကြီးနီးတင်တယ်လို့ပဲ diagram ဖတ်နီးပေါ့နော်အဲ့တော့ diagram ဖက်နှီးမှာကျွန်တော်တို့ကြိုးကြော်ကြိုးဆက်တွေပြီးကြလို့ရှိရင် short open ဖြစ်တဲ့အကြောင်းအရာတွေပလန်အဖြစ်ပြလို့ရှိရင်ဖြစ်တတ်တဲ့ပုံစံတွေပေါ့နော်ပြီးရင်ဆက်ပြင်းနီး short note တွေနော်ဒီအောက် short note နဲ့ပတ်သက်ပြီးတော့ဒီမှာတော့ဒါအသေးစိတ်ပြောပြထားတယ်အဲ့တော့ အဲဒါကចောင်းသားတွေကျွန်တော်တို့ပြန်ကြည့်လို့ရအောင်ထီကိုကျွန်တော်တို့ပြန်ပြီးတော့ဒါ record ပြန်ခေါ်လို့ရအောင်ပေါ့เนาะကျွန်တော်ဒါဒါ mind map နဲ့ကျွန်တော်တို့လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ subject နေ thinking short note ဒီဒီသင်တန်းတစ်ခုလုံးဒီကျွန်တော်သင်တန်းအပြင်သင်တန်းចောင်းသားတွေရောဒီ online သင်တန်းចောင်းသားတွေရောကပါလဲဆိုတော့ဒီ subject နေ short note တစ်ခုနဲ့နေကျွန်တော်သင်တန်းကြီးကတော်တော်ကြီးကိုကျွန်တော်တို့တော်တော်ကြီးကိုတန်နေပြီလုံးဝအဖို့တန်နေဥစ္စာတစ်ခုပေါ့เนาะကျွန်တော်ရဲ့ subject အတွေ့အကြုံတွေရောစာပြင်းနဲ့စာသင်နဲ့တက်တန်းမှာလဲကျွန်တော်တို့ဒါ၁၀စုနှစ်ကျော်ခဲ့ပြီ ဆယ်သန်းလေးကျော်တဲ့အတွေ့အကြုံတွေအကုန်လုံးပေါ်မှာဒီဆက်ပြင်းဒီ short note တစ်ခုဒီကျွန်တော်တို့ဘယ်ဖုန်းနဲ့မဟုတ်ဘူးကျွန်တော်ကွန်ပျူတာနဲ့မဟုတ်ဘူးဘယ်စာကပစ္စည်းကိုပဲပြင်ပြင်ဒီဥစ္စာတင်ငင် short note လေးစာမျက်နှာတမျက်နှာသာပဲရှိတာအဲ့အဆင့်က6ဆင့်ပဲရှိတာအဲ့အဆင့်60လေးစဉ်းစားတတ်ပြီဆိုတာနဲ့ဘယ်ဘုတ်လာလာကျွန်တော်တို့ပြင်နိုင်အောင်အထီကိုကျွန်တော်အနီးကပ်ပြထားသလိုမျိုးတွေးထက်အောင်လို့ thinking ကောင်းအောင်လို့လုပ်ထားတဲ့ short note တစ်ခုဖြစ်ပါတယ်အဲ့တော့စာရလေးနဲ့ပြောလို့ရှိရင် a4 တွေ့ရတော့မရှိဘူးပေါ့နော် အဲ့တော့ပြရလို့ရှိရင် power session လေးအကြောင်းပါမယ် power session ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Android model အပြင်မှာကျွန်တော်တို့တွေ iPhone power session ထီကိုကျွန်တော်တို့တွေထပ်တိုးပြီးတော့လက်ဆောင်လုပ်ပေးထားပါတယ်။ပြီးရင်နောက်တစ်ခုက charging session လေးအဲ BSI way တွေ test screen တွေ back light တွေအဲဒီမှာ LCD ဒီရုပ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလုံးဝဘယ် display လာလာကျွန်တော်တို့ဘယ်လိုပြင်မလဲအဲ diagram မှာဘယ်လိုကြည့်မလဲဘယ်လိုတိုင်းမလဲဘယ်လိုပြင်မလဲဘာတွေအရေးကြီးတာလဲဟုတ်ပြီနော်။ပြီးရင်နောက်တစ်ခုက camera session တွေ sim တွေ SD card တွေ ီးရင် audio session network ကျွန်တော်တို့ wifi network တွေအဲဒီ mobile phone network တွေအကုန်လုံးပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာ rene second matrix မှာဘာတွေပါပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့ second matrix diagram ကိုကြည့်ပြီးတော့ကိုယ်တိုင် block တွေဆွဲထုတ်တတ်တာပြီးရင်နောက်တစ်ခုကကျွန်တော် line ပေါ်မှာ solution တွေရှာဖို့လိမ့်မယ် circuit board တွေမှာဟို no power ဆိုရင်ဘယ်နားလေးတိုင်း display မလာရင်ဘယ်နားလေးတိုင်းဆိုပြီးတော့ကျွန်တော်တို့အဲတချို့ဆရာတွေကျွန်တော်တို့ဘာလို့ပြထားလဲဆိုတော့ကုညီပေးထားတဲ့ post လေးတွေအားလုံးမြင်ဖို့လိမ့်မယ် အဲ့လိုပုံတွေအထိကိုယ်တိုင်ထုတ်တက်အောင်အထိကိုကျွန်တော်တို့ level တစ်ခုအထိကိုသွားမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုက flow chart လို့ခေါ်တယ်ကျွန်တော်တို့တွေအဲပုံနဲ့ပတ်သက်ပြီးတော့ဘလို့ပြင်မလဲဆိုတဲ့အပိုင်းလေးတွေ flow chart အပိုင်းလေးတွေเนาะအဲ့တော့ flow chart ဆိုတာလေးကိုကျွန်တော်နည်းနည်းလေးတစ်ချက်လောက်ပြချင်တယ်ဒါ flow chart diagram ဖြစ်ပါတယ်ဥပမာဖုန်းတစ်လုံးက power မတက်ဘူးဆိုလို့ရှိရင်ဘယ်ဘက်ကစဆေးရမှာလဲကျွန်တော်တို့ battery သို့မဟုတ် power supply အနေပြီးတော့စကြည့်မယ် ဆက်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဘက်ထရီရဲ့အပေါင်းလမ်းကြောင်းဖြစ်တယ်ပထမဆုံးလမ်းကြောင်းဖြစ်တယ် B back လမ်းကြောင်း B back လမ်းကြောင်းမှာဘာဆက်ရမှာလဲဆိုရင်4.2 volt ဆက်ရမယ်4.2 volt ဆက်တဲ့အခါမှာမရှိဘူးမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပလန်ကိုအရင်ဆက်မယ်ပလန် open short ရှိလားပေါ့နော် open ဖြစ်တဲ့အခါမှာ open ဖြစ်တဲ့အခါမှာဂျမ်းမာကြော်နေကြော်ရမယ်ပြီးကြလို့ရှိရင်အစားထိုးတဲ့ရင်ထိုးရမယ်ပေါ့နော်အဲ့တော့ open ဖြစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တင်တဲ့ဒါ video လေးလေးလောက်ဘူးတဲ့ဒီလိုတိလိမ့်မယ် open ဖြစ်တယ်ဆိုတာလမ်းကြောင်းအဆက်အသွယ်ရှိရမယ်လမ်းကြောင်းတစ်ခုအဆက်အသွယ်ပြတ်တာကိုပြောတာ ဟုတ်ပြီနော်အဲ့တော့ ICK လွတ်လို့ပဲဖြစ်ဖြစ်အဲဟိုဘယ်လိုပဲရှေ့ကစိုင်းစင်းလုံးမလို့ရှောက်ဖြုတ်ပြီးလိုက်လို့ဟိုမဖြုတ်တဲ့အဥ္စာကိုဖြုတ်လိုက်ပြီလို့ open ဖြစ်တာလည်းဖြစ်နိုင်တယ်ပြီးရလို့ရှိရင် resistor တွေ open ဖြစ်လို့လည်းသူ့အောက်ပြက်လို့လည်းဖြစ်နိုင်တယ်ပက်လန်းတွေစားပေါက်လို့လည်းဖြစ်နိုင်တယ်ဓာတ်နဲ့ချင်းပြီးလို့လည်းဖြစ်နိုင်တယ်ဒါတွေကအိုပန်ပေါ့နော်ပြီးရင်နောက်တစ်ခုကပက်လန်းတစ်ခုကဒီ ground နဲ့လာပူတာဆိုရှော့ ရှော့ဆိုလို့ရှိရင်ဖြုတ်တင်တဲ့ဥစ္စာဖြုတ်မယ်အစားထိုးတင်ထိုးမယ်ဒီဥစ္စာတွေကိုကျွန်တော်တို့ဒါ diagram ဖက်နေနဲ့ဘဲဘဲပစ္စည်းဆိုရင်တော့အစားထိုးတင်ပါတယ်ဘဲပစ္စည်းဆိုရင်တော့ဖြုတ်တင်ပါတယ်ဒီຢာလေးတွေပေါ့နော်အဲ့တော့ဒီကောင်က flow chart diagram ဆိုတာဒီဘာလို့လဲဒီ people လမ်းကြောင်းမှာ4 point 2ရှိလားမရှိရင်ဘာအရင်ဆက်ရမှာလဲ open ဆိုရင်ကြော်မယ် jump ဆိုရင်အဲ jump ကြော်မယ်ပြီးကြလို့ရှိရင် short ဆိုလို့ရှိရင်ရှင်းမယ်ပေါ့နော်တကယ်လို့ ဒီ B balance ကြောင့် supply တွေလည်း battery တွေလည်းကောင်းရသားနဲ့ဒီ4.2ကမရောက်ဘူးဆိုလို့ရှိရင် G902 ဒါ battery ငုတ်ပေါ့နော်အဲ့ဥစ္စာကိုလဲတဲ့ရင်လဲရမယ်အဲ့တကယ်လို့ဒီ B balance ကြောင့်ကကျွန်တော်4.2ဒီကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ balance ကြောင့်ထပ်ဆက်ရမှာလေ power clock လမ်းကြောင့်ဆက်ရမယ် power clock လမ်းကြောင့်ဆိုလို့ရှိရင်ကျွန်တော်တို့ quad core ဆိုလို့ရှိရင်1.8 MDK ဆိုလို့ရှိရင်ကျွန်တော်တို့ပေးသွင်းဖို့နီးပါးလောက်တိရှိမယ်အဲ့တော့အဲ့အဲ့လမ်းကြောင့်တွေလည်း အဲလမ်းကြောင်းပြက်လို့ရှင်ဘာကြီးလောက်အောင်မလဲပြကြလို့ရှင်အဲ့လမ်းကြောင်းကဘိုးမထွက်ဘူးလမ်းကြောင်းကမပြက်ဖဲနဲ့ပက်လန်းတွေကောင်းလို့ရှင်ဘယ် IC လဲရမှာလဲဆိုတဲ့ဥစ္စာတွေကိုကျွန်တော်တို့တွေဒါပြောပြပြီးမှဖြစ်ပါတယ် အဲ့တော့ဒီဟာကကျွန်တော်ကပြောပြပေးမှအပြင်မှာဘာလုပ်မှလဲဆိုလို့ရှိရင် schematic diagram ကိုကြည့်ပြီးတော့အဲ့ဒီလို flow chart တွေဆက်ပြင်းဒီ flow chart diagram တခုဆိုတော့ကျွန်တော်စာအုပ်တုံးစာလောက်ရှိရဲ့ဒါပါဆိုစာအုပ်တုံးစာရေးမယ်ဆိုလို့ရှိရင်စာအုပ်တုံးစာပေါ့နော်အဲ့တော့ဖုန်းတစ်လုံး power no ပြီဆိုလို့ရှိရင် power နှိုးတဲ့အခါကျလို့ရှိရင်တစင်ပြီးတစင်ဘယ်လမ်းကြောင်းပြီးဘယ်လမ်းကြောင်းလိုက်ရမယ်ဘယ်လမ်းကြောင်းပြက်ရင်ဘာလုပ်ရမယ်ဆိုတဲ့အပိုင်းတွေကို schematic diagram ကြည့်ပြီးတော့ကိုယ်တိုင်အဲ့ flow chart diagram လေးတွေကိုအတန်းထဲမှာကိုကျွန်တော်တို့တစ်ခါတည်းဆွဲခိုင်းပါတယ်အဲ့တော့ဒါတွေဒီကျွန်တော်တို့ အပြည့်တန်းနေကောကျွန်တော်2025ဒီ all android theory mastery လေ့လာတဲ့သူတွေရောအခြေခံနေပြီးတော့ d level ठी ကိုကျွန်တော်တို့တွေလုံးဝကိုလုံနိုင်တဲ့အထီကိုကျွန်တော်တို့မလုံနိုင်မချင်းကျွန်တော်တို့အာမခံတယ်သွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ဒါက theory ပိုင်းဟုတ်ပြီနော်အဲ့တော့ဒီလောက်တင်ကိုကျွန်တော်တို့တော်တော်လေးမိုက်နေပြီလို့ခံစားရမှာပါ။အဲ့တော့ practical ပိုင်းနဲ့ပတ်သက်ပြီးတော့ဒါကတော့ကျွန်တော်တို့အပြင်သင်တန်းလေးရှိမယ်ပြီးကြလို့ရှိရင် online သင်တန်းနဲ့ပတ်သက်ပြီးတော့အရင်တော့ဒါလေးတွေက ဟိုတည်တည်မောမောလုတ်ပြီးထားပြီးသားပေါ့နော်အဲလောလောဆယ်မှာကျွန်တော် course လေး update လုပ်ထားတယ်အဲ့တော့ meter blue time နဲ့ meter blue time နဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ circuit plan တွေပဲ plan တွေကို blue time လေးအပဝင် component ပစ္စည်းရရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ component ပစ္စည်းတခုချင်းကြီးရဲ့ time နဲ့ပုံစံတွေကိုကျွန်တော်တို့အကုန်သွားမှာဖြစ်ပါတယ်ပြီးရင် power supply မျိုးစုံကျွန်တော်တို့သုံးတဲ့နေရာပါမယ်ပြီးရင် tissue တွေငွေရိုက်ပြီးတော့ fire ampere နဲ့အာ short share တဲ့ဥစ္စာတွေပါလိမ့်မယ်ကျွန်တော်လက်တွေ့ပိုင်းနေမှာပြီးရင် power supply နဲ့ error command နဲ့ဥစ္စာ အဲ့တော့ဒီခေတ်မှာဖုန်းပြင်ဖို့အတွက်ဒီ error ခံမဲ့တဲ့ဥစ္စာမသိလို့မရဘူးဒီခေတ်မှာမဟုတ်ပါဘူးအရင်ဆုံးကနေသိရမယ့်ဟာတခုပေါ့နော် ပြီးရင် hands key hands key နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါနှစ်ထပ် CPU ဟုတ်ပြီနော် CPU တွေနှစ်ထပ် CPU တွေအထိသွားတဲ့အပိုင်းတွေကိုလုံးဝပါမယ်ဖုန်းတစ်ပုတ်လုံးမှာကိုယ်မဖြုတ်တဲ့ပစ္စည်းမရှိအောင်လောက်အထိတော့ကျွန်တော်တို့ complete ပြောင်းသွားမယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့တွေ mobile phone glass တွေမှာအောက်က display ကောင်းတဲ့အပေါ်မှာတီးတန့်လဲတဲ့သင်ငန်းစာပေါ့နော်အဲ့ဥစ္စာတွေအကုန်လုံးကိုသွားမှာဖြစ်ပါတယ်အဲ့တော့ တင်နန်းတက်မဲ့သူတွေကကျွန်တော်တင်နန်းအကြောင်းလေးကိုကျွန်တော်တို့ဒီလာမဲ့ session လေးကိုကျွန်တော် comment မှာသို့မဟုတ် description မှာကျွန်တော်ရေးပြထားမယ်ကျွန်တော်အဲ theory mastery တက်ချင်တဲ့သူတွေအတွက်လည်းကျွန်တော်ဖုန်းနံပါတ်လေးတစ်ခုရေးပြထားမယ်အဲ့ဖုန်းနံပါတ်မှာကျွန်တော်တို့စုံစမ်းပြီးတော့တက်လို့ရတယ်အဲ့တော့တခုရှိတာကကျွန်တော်ရဲ့ဒီ fan တွေကို fan တွေကတော့ကျွန်တော်ရဲ့အကြောင်းကိုတော်တော်များများသိပြီးသားပါအဲ့တော့အခုမှကျွန်တော်ဒီဗီဒီယိုမြင်မှစသတဲ့သူတွေဒီကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Facebook ကျွန်တော်ရဲ့ TikTok တွေမှာဗီဒီယိုရာနဲ့ချီပြီးတော့တင်ပေးပြီးသွားပါပြီအ ဲ့တော့အဲ့ဒီဗီဒီယိုတွေကိုကျွန်တော်နဲ့သင်ရတာအဆင်ပြေလားကျွန်တော်ရှင်းပြရသည်အားလုံးအတွက်အသုံးဝင်လားတကယ်စတင်ရတာတကယ်လွယ်တယ်လို့ခံစားရလားဆိုတာတွားပြီးတော့အစမ်းသင်ကြည့်လို့ရပါတယ်လုံးဝအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့သင်တန်းကိုလာခဲ့ဖို့ကျွန်တော်လုံးဝဖိတ်ခေါ်တယ်နောက်တစ်ခုကကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်ရတဲ့သူတွေထဲမှာ တူတယောက်အတီတဲကကိုကိုရဲ့ညီလေးအပ်ချင်တာတော့အာကိုရဲ့သားသမီးလေးအပ်ချင်တာတော့ကိုရဲ့တငယ်ချင်းလေးကတက်ချင်တဲ့သူရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တင်တဲ့ကိုညှိုးမယ်ဆိုလို့ရှိရင်ဒီတိုင်းကျွန်တော်မညှိုးစေချင်ပါဘူးခုနကကျွန်တော်ပြောသလိုပဲ YouTube channel ရှိတယ်ကျွန်တော် TikTok channel ရှိတယ် Facebook channel မှာရှိတယ်ရှိတဲ့တင်ငန်းစာတွေကိုသူတို့အားလုံးကိုကျွန်တော်ရဲ့တင်ငန်းစာတွေကိုလေးလက်ခိုင်းလေးလာခိုင်းပေးပါလေးလာခိုင်းပြီးတော့သူတို့ရဲ့မင်းကြိုက်တယ်ဆိုလို့ရှိရင်ဒီစရာစီကိုသွားပါဆိုပြီးတော့အဲ့လိုနီးလန်းတယ်ပဲကျွန်တော်ညှိုးပေးစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကြိုက်တိုင်းသိရမလားကျွန်တော်ရဲ့ fan တွေဖြစ်တိုင်းသူတို့တွေဒီ ကြိုက်စင်မှာကြိုက်မှာအဲ့တော့မဖြစ်လဲဆိုလို့ရှိရင်ကြိုက်မှာတော့ဘပူနဲ့ကျွန်တော်ကြိုက်ပဲဆိုတော့တည်တယ်သို့တော့အားလုံးလည်းဒါကျွန်တော်ရဲ့ fan တွေဆိုလို့ရှိရင်ဒါတွေကိုတည်ပြီးသားဖြစ်နေမယ်သို့တော့ကျွန်တော်တို့တင်တဲ့တစ်ခုကိုတက်ဖို့ရွေးချယ်တယ်ဆိုတဲ့နေရာမှာသူတို့ကိုယ်တိုင်ဒီဆရာနဲ့တင်ကြည့်လို့ရရင်ပို့ပြီးတော့ကောင်းတယ်ဟုတ်ကဲ့နော်အဲ့တော့ဟိုအခမဲ့လေးလာလို့ရတဲ့ဗီဒီယိုညာနဲ့ချီပြီးရှိပါတယ်အဲ့တော့တက်ဆိုင်ရာ channel တွေမှာကိုကြည့်လို့လွယ်တဲ့ channel တွေမှာတွားပြီးတော့ရှာကြည့်ရင်းနဲ့ကျွန်တော်ရဲ့တန်တန်းကိုကြွေးချယ်လို့ရတယ် โอเคအဲ့တော့လာကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တင်တဲ့အပြင်မှာပဲဖြစ်ဖြစ်ကျွန်တော် online တင်တဲ့မှာဖြစ် online တင်တဲ့ဆိုလို့ရှိရင်ခုနဆိုလို့ရှိရင်ကျွန်တော်တို့ပြောသလိုပဲအဲတလမှာနှစ်ကြိမ် zoom နဲ့ကျွန်တော်တို့အမေးအဖြေခံတာလေးတွေရှိလိမ့်မယ်ပေါ့နော်အဲ့တော့အပြင်တင်တဲ့ကတော့လုံးဝလက်ဆပိုင်းဆိုလို့ရှိရင် CPU က CPU လုံးဝနှစ်ထပ် CPU ထိ RAM ပဲအဲ့တော့ theory ဆိုလို့ရှိရင်လည်းကျွန်တော်တို့ ြောထားတာရှိတယ်ကျွန်တော်တို့ Android theory နဲ့ပတ်သက်ပြီးတော့ဘယ်နေရာက circuit ဘယ် circuit ကိုမဖတ်တတ်ဘူးဆိုတာမရှိစေအောင်ဒီလုံးဝ basic 0 to hero ထိကျွန်တော်တို့သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပြင်သင်တန်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ special price တွေလုတ်ပေးထားတယ်လူအကန့်အသတ်တော့ရှိနိုင်မယ်အဲ့တော့အပြင်သင်တန်းလာတတ်ဖို့အတွက်အဆင်မပြေသေးဘူးဆိုလို့ရှိရင်လုံးဝကျွန်တော်တို့တွေ online သင်တန်း special class က record ယူထားတဲ့သင်ခန်းစာတွေကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်။အားလုံးပဲသင်တန်းမှာတွေ့ကြပါမယ် energy ဖြစ်နေ။